အားလုံးပဲမင်္ဂလာပါဗျာကောင်းစံတဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လဲတော့အယူကြီးအစိုးရကကောင်းလားမကောင်းလားအပေါ်ပြောဆိုဝေဖန်လာတဲ့ကရင်နှမ်းမျိုးရုပ်သံမျိုးဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာကရင်နှမ်းမျိုးဟာဘလို့ကြောင်းရင်ပတ်သက်ပြီးပြောဆိုဝေဖန်နေတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစံတဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အန်နူးကြီးမှလည်းတချို့ဘက်မှာအုပ်စုတွေထောက်ခံတာစစ်တို့မထောက်ခံတာလည်းရှိတယ်เนาะအန်ယူဂျီတွေကထောက်ခံစရာကောင်းလားမကောင်းလားဆိုတော့ကြည့်လိုက်လေ27ကတည်းကသူတို့ဒီမြန်မာနိုင်ငံတနနိုင်ငံလို့ကိုစာပြုတ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရဆိုတော့သူတို့ကိုသူတို့အတိမပြုတ်တယ်ပြည်သူလူထုတွေသူတို့အတိမပြုတ်တယ်နောက်ဆိုတော့ပြည်သူလူထုရဲ့အတိမပြုတ်တာကိုသူတို့တွေကအလွယ်တုံးစာလောက်ပြီးတော့နိုင်ငံရေးအခြေချအောင်စစ်ရေးတဲ့အခြေချအောင်နီလန်းမျိုးစုံနဲ့เนาะသူတို့ဘာပဲလုပ်လို့မေးလို့မေးအောင်လဲသိအောင်သူတို့တွေကကြင်ညာတယ်เนาะအခုဆိုလာပြန်ပြီငါမနစ်တနည်းကမလဲစိုးဝေးစိုးဝါစိုးပါပြောလိုက်လဲဆိုတော့ဒီမြေ့ အောက်တိုက်တွေမှာတဲ့နော်စေခန်းနေစေရုပ်တွေဖွင့်ဖို့အလူငွေတွေထားခန့်မှာပေါ့နော်ဒီလေနဲ့ငါနဲ့တွေ့မှာသူတို့ရဲ့ဗစမလောက်ကြောင့်သူတို့ရဲ့စစ်ရေးနိုင်ငံရေးနော်မလောက်ကြောင့်ကျမတို့ပြည်သူလူထုတွေဒုက္ခရောက်ရတယ်ကျမတို့ပြည်သူလူထုတွေသိရတယ်မင်းအလုံးမင်းအောင်လိုင်းကကျမပြောပြီးမင်းအလုံးမင်းအောင်လိုင်းကကဘာကြီးကိုသူကျင်ညာတယ်နော် ငါမလောက်ရတာဘာမှမရှိဘူးငါမလောက်သေးတာပဲရှိသေးတယ်။ငါအဲ့ဒါကြောင့်မင်းအွန်လိုင်းက तू လူသမဲဗဒိတ်ကျင်းမဲစီမုန်ထိုင်းမဲနော်အချော်နီနဲ့မရိုက် အကြံနီနဲ့ तू လုံးမဲအကြံနီနဲ့မရလို့ရှိရင်အကြံဖက်နီနဲ့ तू နီလိုက်မျိုးဆို तू လုံးမှာမယ်။ဘာကြောင့်လဲဆိုတော့ तू ရဲ့စန့်ကျင်ဘက် NUG ကစောက်တော့မကြဘူးနော်။ဒါကျမတို့အမှန်တရားပဲပြောတယ်။ဘာပြောဆိုကျမတို့တွေကပြည်သူပဲ။ NUG ကိုဝေဖန်တာလား KNU ဝေဖန်တာလားကော်သူတွေဝေဖန်တာလားဒါလူအခွင့်အရေးဒီမိုကရေစီပြည်သူလူထုတွေကတို့ညင်တဲ့အတိုင်းတို့ကြားတဲ့အတိုင်းတို့သိတဲ့အတိုင်းတို့ခံစားရတဲ့အတိုင်း သူတို့စော်စော်ကြတဲ့သူတို့လူခွင့်ရဲ့အတန်းကိုပြန်ရစီဖို့သူတို့ကိုယ်တိုင်ကပြောခွင့်ရှိတယ်ဝေဖန်ခွင့်ရှိတယ်နော်ဒါကြောင့်ဘယ်အစိုးရမစိုးနော်မြန်မာနိုင်ငံတနိုင်ငံလို့ကိုစားပြုမဲ့အစိုးရကြတော့လူစိတ်ဆိတ်ရမယ်နော်ပြည်သူလူထုမသိအောင်ပြည်သူလူထုတွေကာကွယ်ပေးမဲ့နီလန်းမျိုးစုံသူတို့ရဲ့လုတ်ပေးနိုင်မဲ့အစိုးရပဲကျွန်တော်တို့ကလိုချင်တယ်နော်အခုဆိုလို့ရှိရင်ဟို2017ကတည်းက ဖုန်းနဲ့တွေ့မဲ့အလိုမျိုးအောင်လည်းအပြတ်တတ်မယ်တဲ့ဟာဒီ day or night ဒီ day or တိုင်းကျွန်တော်တို့ပြည်သူလူထုဒုက္ခရတယ်ကျွန်တော်တို့ပြည်သူလူထုတွေအဲဘဝတွေဆုံဆော်ရတယ်နော်အသက်တွေပေးနေရတယ်ဟောဘယ်နဲ့ဒီ day ဒီ day ပေါ့ဟောတခါမှမအောင်မြင်ဘူးတော်တယ်လို့ဒီတိတော့ညနေခုစစ်စစ်ရေလောက်လာတာအောင်မြင်သွားလို့တို့တွေလည်းနေမထိထမ်းမထိဘူးငါဒါကြောင့်အခုတော့မှတိုင်းရင်သားတွေတချို့တိုင်းရင်သားတွေတို့ကန့်လို့ရတဲ့အဖွဲစီစစ်တို့တို့ကန့်လို့ရတဲ့အဖွဲစီစီတယ်နော်ဒါကြောင့်အခုမြန်မာနိုင်ငံတနင်္ဂနွေလောက်ကြည့်တဲ့လမ်းပေါ်မှာဆိုလို့စစ်နေလူငါလူနေဖွဲငါအဖွဲဆိုပြီးတော့စကားများနေကြတယ်အမှန်တကယ်ဆိုလို့စစ်တို့အန်ယူဂျီအစိုးရဦးဆောင်ကလေးက နော်စတော့လည်းမကြဘူးအဆက်တရားလည်းမရှိဘူးအမြင်လည်းမကျက်ဘူးပြည်သူလူထုကိုသေတွင်းတယ်မှာတူဝင်နေတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုတွေက energy အစိုးရတို့အစိုးရလေဟုတ်တာဟုတ်တာဘယ်နိုင်ငံမဆိုအာနာစင်လက်နက်ကန်နေအာနာသိုင်းပြီးဆိုလို့ရှိရင်ဘယ်နိုင်ငံမဆိုယာယီအစိုးရဆိုတာဖြစ်ပေါ်လာရမယ်ယာယီအစိုးရဖြစ်ပေါ်လာမှကျွန်တော်တို့ပြည်သူလူထုကအကောမဲ့အစိုးရပေါ်ပေါက်လာမှကျွန်တော်တို့ပြည်သူလူထုလည်းဟိုဒီအာနာစင်ကိုတတ်ဖို့အားလေးစီတာမယ်ခွန်အားလေးစီတာမယ် အခုကျွန်တော်တို့အာကိုနေတဲ့အစိုးရကပြည်သူလူထုကိုသာကွင်းတော့ပို့နေတယ်လို့ဖြစ်တယ်နော်ပြည်သူလူထုကိုကာကွယ်ဖို့ပြည်သူလူထုကိုထောက်ပံ့ဖို့ပြည်သူလူထုကိုနီလန်မျိုးစုံနဲ့ကာကွယ်ပေးဖို့မှာတို့မှာစိတ်ရမရှိတို့ကိုကိုတို့ကာကွယ်နိုင်အောင်ပဲဟိုဒုတိယတတိယနိုင်ငံမှာသွားနေတယ်ပြီးလို့ရှိရင်စစ်မြေပြင်မှာပြန်လာတော့မှလူမျိုးနေနေတိုင်းလာနေနေမှာတို့ပြန်လာနေလို့ရတယ်နော်ဟိုတကယ်တို့ရန်ကုန်တန်းမန္တလေးတန်းနေပြည်တော်တန်းစကားစားစီးတဲ့နေရာမှာတို့သွားတော့မရဘူးနော်အခုစိုးဝဲစိုးဝါလို့စိုးကြည့်လိုက်လေနော်ဒီတရင်လူမျိုးနေနေမှာလားကချင်လူမျိုးနေနေမှာလားမသိဘူးနိုင်ငံခြားနေပြန်လာပြီးတော့ လေဟိုဒုတိယတတိယနိုင်ငံမှာမအော်ရေလို့ဖြစ်မှာပေါ့နော်အစဲခံရမှာဆိုလို့အခုမြေပြီးမှပြန်လာမှာပဲဟိုအလူတွေထားခန့်တာပေါ့နော်ဒီအခုတလောစက္ကစတော့သူသိတယ်လေ NUG ရဲ့နိုင်ငံရဲ့ဥပဒေ policy မစီလို့နော် NUG သွားတဲ့ landing ကဟို federal နဲ့မကန်းညီလို့ဒါကြောင့်စက္ကစတို့ရဲ့အာဏာချက်တိတဲ့ခါကျတော့စက္ကစလည်းသူတို့ကိုနင်းလန်းမျိုးစုံပဲကန်ပြီးတော့မလောက်ရတာဘာမှမရှိဘူး မဲလုံးမင်းအောင်လာရဆန့်ကျင်ပဲအစိုးရဒီဒီအန်နူးကြီးပဲဒါကြောင့်အန်နူးကြီးကတိုင်းသားအားလုံးကိုသူမစီယုံနိုင်ဘူးညီညွတ်အောင်သူမလုပ်နိုင်ဘူးသူရဗမာလူမျိုးတော်မှာသူညီညွတ်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးအစိုးရဘာလို့လို့ရမလဲဘာမှလုပ်လို့မရဘူးဟုတ်လားတိုင်းသားနဲ့မြစ်တိုင်းတိုင်းသားပြည်နယ်တိုင်းသူအစိုးရနဲ့သူစီတယ်ကျွန်တော်ကရင်မှာလည်းကျွန်တော်ကရင်အစိုးရစီတယ်ကျွန်တော်ကချင်မှာလည်းကချင်အစိုးရစီတယ်ရဲခန့်မှာလည်းရဲခန့်အစိုးရစီတယ်နောက်တော့ကရင်မှာလည်းသူလက်နဲ့ကန်ပြည်သူကာကွယ်ရေးစီတယ်နော်ဒီသူရဲ့လက်နဲ့ကန်ဟိုဘယ်လိုပြောမလဲ တန်းပြီကိုကောက်ွယ်မဲ့လက်နဲ့ကန်စီတယ်။ဘယ်တိုင်းသားလူမျိုးမဆိုသူမှသူ့လက်နဲ့ကန်နဲ့သူပြစ်စော်ပြီးသားပဲเนาะ။အဲ့တော့တိုင်းသားတန်းတိုင်းသားနဲ့နေတိုင်းမှာသူ့အစိုးရရှိတယ်လို့သူ့ရဲ့လက်နဲ့ကန်လို့လည်းရှိတယ်။ဒါကြောင့်တိုင်းသားတွေကစိတ်ပူစရာလည်းမလိုတော့အားငယ်စရာလည်းမလိုတော့เนาะ။နောက်တစ်ခုကျတော့သူတို့သွားမဲ့နိုင်ငံရေးကလည်းဟိုမရတည်မရ။အခုငါနိငါနိဒီမှာငါနိတဲ့ဝင်မှာဟိုဈာကာလဖဲတယ်ပေါ်ပေါက်ရေးလာဘာဥပဒေညာဥပဒေပြန်လာအသွင်ကူးပြောင်းတာလားဒါတွေကတော့ကျမတို့အောက်နောက်တောင်မှမထဲဘူး။ကျမတို့အောက်နောက်တောင်မှထဲတာတော့ နိပောင်းခုနဆက်ကြနေတော့ဗမာမဟာလူမျိုးကြီးဝါဒါတွေနော်ပင်းလို့စာချုပ်ကတိကဝူတော်မှာဘောဆောအောင်ဆန်းကိုတန်းထိုးထားတော်မှာမေတော့အကောင့်ထဲမဖို့နိုင်ခဲ့ဘူးဘာမဟုတ်တဲ့ဒီနဆက်တိမှာနော်နဆက်တိရာစုမှာအာနာစင်ကိုပထမဦးဆုံးတော်လန်တာလေကျမတို့စကမ်းမှာစတဲ့ပြည်သူလူထုဗမာပြည်သူလူထုဘိုလ်ငါတို့ဥဆောင်တဲ့စကမ်း ်အညာသားတွေနော်တကယ်တော်တဲ့တကယ်ထက်မြတ်တဲ့တကယ်လေးစားဖို့ကောင်းတယ်နော်သူမင်းလက်နဲ့နဲ့ဆက်ကဆက်ကိုဖထမဥစွာကိုတော်လိုက်ခဲ့တာအညာသားတွေစကန်းသားတွေဗမာပြည်သူလူထုတွေဟုတ်တယ်ဟုတ်ဒါပေမဲ့ဒီဘောနဂါရောနာမပေါ်လာတဲ့မြန်မာနိုင်ငံတနိုင်ငံလို့ကိုစားပြုမယ်ဆိုပြီးတော့သူတို့ကိုယ်ကိုသူတို့အသိမပြုထားတာမကောက်ပြည်သူလူထုကလည်းသူတို့အသိမပြုထားပါတယ်နော်သူတို့သွားမဲ့နိုင်ငံကြီးကလည်းခုံမရတိမရတဲ့ခါကျတော့ ဒီမှာမဟုတ်တော့ဘမအချင်းချင်းတော့မသူတို့ညီညွတ်အောင်လုပ်နိုင်ဘူး။ဒါကြောင့်တိုင်းရင်းသားနဲ့မြန်မာလာတော့နော်တိုင်းရင်းသားတွေအုပ်ချုပ်ဖို့တိုင်းရင်းသားတွေကိုဟိုအာနာတွေပေးဖို့ဆိုတာမလွယ်တော့ဘူး။နော်ဒါကြောင့်မို့တိုင်းရင်းသားတွေအကုန်လုံးသူတို့သိလေ။ဒါကြောင့်ကျွန်မပြောပြီးကရင်ပြည်နယ်မှာလည်း NUG ဆိုတာသူများအုံနာတမှာမထဲဘူး။နော်အုံနာတမှာသူများထဲတာကိုပြီကိုနဲ့လူမြဖို့ကိုပြီကိုနဲ့အမြဲဆုံးစိတ်နိုင်ဖို့ ငါကိုပြီကိုနဲ့ကိုပြီသူတွေလူများမှပဲဒီပြီးနဲ့အင်အားကောင်းမှပြီးနဲ့လူများမှပဲဖဲ့တဲ့ဘုံတွေဝင်လို့ရမှာနော်ဒါကြောင့်ဒီ NG ဒီဗမာအစိုးရကိုစာပြရမယ်အစိုးရဖြေးရမယ်နောက်တော့သူ့ရဲ့ဗမာပြည်သူလူထုလက်နက်အဖွဲ့စီတောင်လည်းသူညီညွတ်အောင်လုံနိုင်မှအစိုးရကောင်ဖြစ်မှာ ပြည်သူထုအပြည့်ဝထောက်ခံမှာအခုတော့ပြည်သူထုအပြည့်ဝမထောက်ခံဘူး။မာကြောင့်ကျွန်တော်တို့ပုံတန်လေ27ကတည်းကကျွန်တော်တို့ ENG ကိုထောက်ခံမှုပါတယ်နော်။ထောက်ခံတယ်။တို့ရောင်းတဲ့ငွေတက်စာချုပ်တွေလည်းဦးစားပေးပါတယ်နော်။မာကြောင့်ဆိုတော့အော်ဒီတော်နာရေးတို့ပြောတဲ့အတန်း၃နှစ်အပြီးဆိုလို့ရှိရင်အာပြည်သူထုတွေအားပေးလိုက်ရတာထောက်ပံ့ပေးလိုက်ရတာကူညီပေးလိုက်ရတာနော်။တို့ကျညာတဲ့ဒီငက်ကင်လာဘဲကင်လာဝက်ကင်လာဆိုတာလေပြည်သူထုတွေလည်းထောက်ပံ့ပေးလိုက်တာ။တချို့ပြည်သူထုတွေဆိုတော်နာရေးလောက်တာနော်။အဲ့တဲ့ကောင်းချန်တဲ့ကောင်းနော်လဲတဲ့ကောင်း။မာကြောင့်ဆိုဒီတော်နာရေးမြင့်မြင့်ပြီးမှမြင့်မြင့်အေးမယ်လေဟုတ်တယ်ဟုတ်လား။ဒီတော်နာရေး မြညာပြီးမှကျမတို့ရဲ့ပြည်သူလူထုတိုင်းသားလူမျိုးတွေကသူရဲ့မိသားစုနဲ့သူပြန်ပြီးတော့မိသားစုဆော့ဆော့နဲ့ထမင်းဝမ်းကိုပြန်နေရမယ်လေဒီလိုမျိုးမျောလင်းချက်တွေနဲ့သူများတွေကအာနာစင်ကိုလက်တော့ချောင်းထောင်တာလက်ကန်လန်းစင်ကိုသူများယူလာတာနောက်ဆိုတော့ဒီ NNG ရဲ့အာနယ်ချက်ကြောင့်စကားစားတော့နင်းလန်းမျိုးဆော့ပဲနော်သူကိုယ်တိုင်ကလက်နက်ကန်ရင်တမဖြစ်တယ်အဲ့တော့သူကိုယ်တိုင်ကဒီလက်နက်ကန်တမဖြစ်တဲ့ခါကျတော့နိုင်ငံရေးကိုသူသမတဖြစ်ချင်တဲ့ခါကျတော့အဲအန်ယူဂျီကလည်းဟိုမရတည်မရတဲ့ခါကျတော့အန်ယူဂျီကလည်းတိုင်းရင်းသားတွေကိုဟို ဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီဖက်ဒရယ်အော်ရလိုက်တယ်လေအဲကြောင့်မင်းအောင်လာကြတော့အခုမရတော့နော်အခုမရအောင်လာကြတော့မပါလို့လဲနော်ဟိုလတ်ရနိုင်ငံကလေရင်တွေဘိုးတွေအိုပတ်မင်းလာမျိုးစုပ်သူွယ်အခုတိုင်းသားနေမြန်မာသူလက်ကျဲတိုင်းသားနေမြန်မာသူလက်သဘယ်နိုင်ငံလာကုမလဲဘယ်နိုင်ငံမှလာကုမမရဘူးဒါကြောင့်မင်းအလိုမင်းအောင်လာလတ်ရနိုင်ငံသွားတာလားတရုတ်နိုင်ငံသွားတာလားထိုင်းနိုင်ငံသူလာတာလားဘယ်အစိုးရမှမဖမ်းရဲဘူးဘယ်အစိုးရမှသူ့ကိုလည်းမစရဲဘူး NCC NCJ ကုလသမဂ္ဂကဝရိုင်းထောက်တာလားသသဖို့ထောက်တာလားဘယ်သူမှမဖမ်းရဲဘူး ။ဘာကြောင့်ဆိုတော့မင်း online သိလို့ရှိရင်နောက်ထပ်အာနာစင်တကောင်ထွက်လာအောင်မှာ။ငါဘယ်သူတောင်းယူမလဲ။ဘယ်သူဘယ်သူကအမခန့်ချက်ပေးလုံးလဲ။ဒါကြောင့်မို့မေလို့မင်း online လာစီယာနိုင်ငံသွားမလား။ဒီထိုင်းနိုင်ငံလာမလား။တရုတ်နိုင်ငံလာမလား။အေးအေးဆေးဆေးပဲလာ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 ပဲဘယ်သူမှမဖန်ရင်ဘူး။ကိုရမြန်မာနိုင်ငံမှာမြန်မာနိုင်ငံတနင်္ဂနွေလောက်ကိုစာပြုတ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရတော်မှပထမဦးဆုံးပြည်သူလူထုတွေထောက်ခံတဲ့အားပေးတဲ့လေးစားတဲ့ဂေါ်ယူတဲ့နိုင်ငံတနင်္ဂနွေမှာစစ်အာဏာစစ်အာဏာတိုင်းအစိုးရမရှိမဖြစ်ဘူးဆိုတော့သူများထောက်ခံလာတဲ့ နောက်ဆိုတော့သူတို့ရဲ့ပြည်သူလူထုရဲ့ဒီရလာတဲ့အလူငွေတွေလွတ်လွတ်ရတော့လွတ်လွတ်တော့တော့အပေါပေါရွရွနေတဲ့ခါကျတော့အခုလိုမျိုးပဲပြဿနာတွေတက်လာပါဟုတ်တော့ဟုတ်ဒါတွေအားကြောင့်လက်ခံနိုင်ရမယ်လေကျွန်တော်တို့ပြောတာဟုတ်လားအမှန်တရားဆိုတော့လက်ခံနိုင်ရမယ်ဒါကြောင့်မို့ဒီတော်လိုင်းရ energy မရှိလဲဘာမှမဖြစ်ဘူးဘာကြောင့်လဲ energy ဆက်စစ်နေမယ်ဆိုကျွန်တော်တို့ပြည်သူလူထုတွေထားဒုက္ခရောက်မှာနော်ဘာကြောင့်ထားဒုက္ခရောက်မလဲဆိုတော့ကျွန်မပြောတာ energy ရဲ့ဥပဒေနိုင်ငံရေး policy လည်းမရှိသေးဘူးစကားဘက်မှာအခုကြည့်လိုက်ပါလားနော် ဟိုဘုန်းကားတော့ဘက်မှာဆိုလို့စီတဲ့ပြည်သူလူထုချမ်းချမ်းတတအေးအေးဆေးဆေးပဲနေရတဲ့အန်ဒီရမရှိဘူးတို့ဖွဲ့စီတဲ့ဒီပတ်တော်လို့ပတ်လို့လေလို့လာပတ်ငါလို့ဘက်မှာဆိုကြည့်လိုက်နော်ဆွေတဲ့တူငွေတဲ့တူတိတဲ့ခိုးရောင်းပြည်သူလူထုအနိုင်ကျင့်အခွင့်နဲ့ကညီမနိုင်ငံဥပဒေစိုးမိုးရေးတယ်လည်းမရှိသေးဘူးဖယ်တယ်လည်းမပေါ်ပေါက်သေးဘူးလက်နဲ့ကန်လမ်းစဉ်ကိုရွေတဲ့တို့ဖွဲ့စီကြတဲ့ဒီပပတွေကပြည်သူလူထုဘာကြောင့်ဒုက္ခပေးတာလဲကျမတို့ပြည်သူလူထုကိုကူညီရမယ်လေထောက်ပံ့ရမယ်လေဆက်ဆော့ပေးရမယ်လေဟုတ်တယ်ဟုတ်လား ်အာသူတို့ကိုယ်တိုင်ကအာနာစင်ကိုတော်လိုက်ရင်လည်းအာနာစင်ပြန်ဖြစ်တယ်ဆိုတော့ဒီလိုမျိုးအစိုးရမျိုးဒီလိုမျိုးဒီလိုမျိုးအစိုးရလက်အောက်ခံအဖွဲ့အစည်းမျိုးဘယ်ပြည်သူကထောက်ခံရဲမှလဲဟုတ်တယ်ဟုတ်လားအဓိကတော့ကျွန်မတို့ပြောပြီးအခုညီမနိုင်ငံမှာဥပဒေဘော်ဒစီလည်းမရှိဘူးနောက်မြတ်ဒီတိုင်းသားစိရက်နဲ့မြင်မှလည်းတို့ကကွယ်ဘေးဖို့လည်းမနိုင်ဘူးတို့ပြည်သူအချင်းချင်းပဲဒုက္ခပြန်ပေးနေတာမင်းအွန်လိုင်းကြတော့ဘာကြောင့်သူပွပွလင်းလင်းကပောက်သူခြားပြရဲလဲအခုထားနိုင်ငံပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ် မေလိုမင်းအောင်လည်းအနောက်မှာစီးနေတဲ့အုပ်စုတွေကတကယ်အကြံဖက်အုပ်စုတွေအင်းအကြီးတဲ့အုပ်စုတွေဒါမှမေလိုမင်းအောင်လည်းသူများမဖမ်းရဘူးဆိုတာဘာကြောင့်လဲ NUG ရဲ့ဥပဒေနိုင်ငံရေး policy မစီးလို့မြန်မာနိုင်ငံမှာစစ်တမ်းသားအားလုံးကိုသူညှဉ်းညွတ်အောင်မကန့်တွယ်နိုင်လို့သူနဲ့အတူတူကန့်တွယ်ပူပေါင်းနေတဲ့အုပ်စုကလည်းစပေါင်းညစာဖင်လို့ဖင်ခံတဲ့အုပ်စုလာပဲရှိတယ်တကယ် federal အစ်စ်တော်မဲ့အုပ်စုဆိုတာမရှိဘူး federal အစ်စ်တော်မဲ့ဆိုလို့ရှိရင်ဗမာပြည်နဲ့ပေါ်ပေါက်နိုင်အောင်စူးစမ်းရမယ် မမအေးကိုပေါ့ပေါ့နဲ့အောင်စူးစမ်းရမယ်။နောက်အခုကျတော့ပြည်သူလူထုကိုသခွေနဲ့မှထပ်ပို့တာ။အာထပ်ကျင်းရတယ်နော်။အခုလောလောဆက်ဆက်အခုမြင်နေရတဲ့အတိုင်းအတာစီရဲ့အမည်ဆိုလို့စစကစလေးနဲ့ပဲကျဲတယ်။ကရင်ပြည်နယ်မှာလည်းစကစဒီမြေပြင်ကနေမလာရဲတော့ အခုမနေ့ကဆိုလို့ဆင်ဒီတီဘောဘိုတို့ဘက်မှာနော်ဒီဒီနေ့ဆိုသူများတီဘောဘိုတို့ဆိုသူများသွားတိုက်မယ်တို့လားတီဘောဘိုတို့နောက်ပြီးတော့ဒီကနယ်လေတို့ထိကပလတို့သူများတဲ့တော့မယ် KNLA ပူပေါင်း PTF ကောတူလေအဖက်စီပေါင်းဆိုပဲကရင်ပြည်နယ်မှာသူများသွားတိုက်မှာစကားစားတွေသိတယ်မင်းညားကပဲစကားစားလူအယောက်40ကျော်ထွက်ပြေးသွားတယ်နော်ဒါမြေပြင်မှာစစ်တဲ့ကြွာသူကြွာသားတွေလာပြောတာနော်စကားစားလူထွက်ပြေးသွားတယ်ဘယ်ပေါင်းတွေထွက်မလာလို့မသိဘူးဒါမဲ့လက်ရှိဒီနေ့တော့ တာပွဲတွေနည်းနည်းဖြစ်လာပြီဒါကြောင့်ပြည်သူလူထုတွေလည်းเนาะထမ်းနိုင်ငံပဲအချိန်မှာပြေးလာရတယ်လာဆောင်လာရတယ်เนาะဘာတုံးလဲဆိုတော့အခုကရင်ပြည်နယ်နဲ့စားနယ်စားတမလေးတမချောက်သူများဒီ2025မတိုင်ပြည်သူများအပိတရတော့မှာကျွန်မပြောပြီနော်ကျွန်တော်အခုကရင်ပြည်နယ်ဘာကြောင့်စစ်မျက်နှာအမြန်ဆုံးဖွင့်နေလဲတမလေးနဲ့တမချောက်ဒီနယ်စားထမ်းဒီကရင်ခေါင်းဆောင်တွေကကြာဖြတ်နဲ့ပတ်သက်ခဲ့တယ်ပါဝင်ခဲ့တယ် KNN ခေါင်းဆောင်လား KNN ခေါင်းဆောင်လား DKB ခေါင်းဆောင်လား BJ ခေါင်းဆောင်လားထိုင်းအာဏာပိုင်နေနဲ့ပူပေါင်းပြီးတော့ကရင်ပြည်နယ်ထဲမှာဂျာဖြားတွေလာလောက်တယ်လူကောက်ကူမှုတွေလာလောက်တယ်မူကြီးစေဝါတွေလာလောက်တယ်အွန်လိုင်းငွေလိုက်ဂိတ်တွေလာလောက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပြစ်တွေကကဘာဥပဒေကိုချိုးဖောက်တယ်ဒါကြောင့်ဒီအပြစ်တွေကမင်းတို့ပုတ်ပွင့်လင်းလင်းပြက်ပြက်တတလောက်တော့ပဲဆိုဆိုညီတို့ကြီးနယ်ညီတို့နယ်စားညီတို့အရင်နာအောင်တားရမှာ ဒီ2025မှာနေတော့အပီမတက်ဘူးဆိုလို့ရှိရင်နေတော့လည်းမလို့ဘူးဘာကြောင့်လဲဆိုတော့ကရင်ပြည်နယ်မှာအခုလက်ရှိဖြစ်ပေါ်နေတဲ့ကြာဖြာကဘာဥပဒေချိုးဖောက်တာအားသာကျွန်တော်ပြောတယ်အခုကရင်ပြည်နယ်မှာဆို KNR ခေါင်းဆောင် DKB ခေါင်းဆောင် BJA ခေါင်းဆောင် KN ခေါင်းဆောင် NC ထိုးရတဲ့ခေါင်းဆောင်တွေကဒီပြဿနာနဲ့ပါဝင်နေတယ်ဒီပြဿနာနဲ့မပါဝင်အဖွဲ့ဆိုကောတူတွေတစ်ဖွဲ့ပဲရှိတယ်နိုင်ငံတကာသိတယ်ကဘာလည်းသိတယ်ဒီထန်လည်းသိတယ်ဒါကြောင့်အခုကရင်တွေကစစ်မျက်နှာအမြန်ဆုံးဖွင့်တယ် စကားစားသူတိတိပြီလေစကားစားသူတိပြီလေဒီကရင်နေရနော်ဒီ BTS ဆိုလဲမေလိုမင်းအောင်လည်းမယုံတော့ဘူးဒီ KBA ဆိုလဲမေလိုမင်းအောင်လည်းမယုံတော့ဘူး KNU ဆိုလဲမေလိုမင်းအောင်လည်းမယုံတော့ဘူး NUG ဆိုတာလဲမေလိုမင်းအောင်လည်းအပြေဝမယုံရဲတော့ဘူးနော်တိတယ်လေမင်းအောင်လည်းသူတိတယ်လေ NUG လည်းသူကဖင်လို့ဖင်ခံတဲ့ဒကောင်ဒကောင်ရှိတယ်လို့ KNU မှာလည်းသူကဖင်လို့ဖင်ခံတဲ့ဒကောင်ဒကောင်ရှိတယ် BJ ကောင်းဆောင်လည်းဒီလိုပဲ DKB ကောင်းဆောင်လည်းဒီလိုပဲ။ဒါကြောင့်ခုကရင်ပြည်နယ်မှာဘယ်အဖွဲ့စီမဆိုစက္ကစနဲ့ဖင်လို့ဖင်ခံနေတဲ့ကြာဖြတ်အုပ်စုတွေရှိနေတယ်တွေ့။ တော်လန်ရေးကြတော့နည်းနည်းတော့အချိန်ပေးရမယ်။ဒါပေမဲ့တားလာလို့မင်းတိုက်တယ်။နေတဲ့သူများတိုက်တယ်။တပ်ပွဲဆိုလို့ရှိရင်နေရာတကာတိုင်းမှာဖြစ်တယ်။အခုလက်စစ်ပို့ဆိုလာမှာကြတော့ဒီတမခုနှစ်တမချောက်တမလေးပါကြတော့တမလေးမှာကြတော့စစ်ကောင်စီနဲ့ဒီလာစီယာဒီ KNU ခေါင်းဆောင် NC တချို့တွေကတမလေးမှာသူတို့လုံးမဲ့စီမံကိန်းဒီအမ်ဘာလဲနုံကရီယန်လက်နဲ့ဆက်ရတို့တို့ဆော့ဖို့စီမံထားပြီးပြီတို့လက်မတွေထိုးထားပြီးပြီ ဒါကြောင့်ထိုင်ရသူသိရလေထိုင်ရသူသိတဲ့ခါကျတော့အဲ့ဒီအနုမြေဘုံနုံကရာလက်နဲ့ဆက်ရောက်လို့ပေါ်လာတော့စီထိုင်နေလဲအန်ဒီရကြီးတယ်ဒါကြောင့်မို့အဲ့ဒီနေမြေနင်တို့လက်မခံဘူးနင်တို့မပေါ့ဘူးဆိုလို့ရှိရင်စစ်ကိုစစ်နဲ့အမျက်ဆုံးတိုက်အမျက်ဆုံးဖွင့်ဒါကြောင့်ဒီနေ့တည်င်းမှာလဲ KNU တွေထောက်ပြန်ထားတဲ့စာတစ်ခုရှိတယ်ပြောတာဟုတ်တမလေးပဲဆမ်းမနော်။နော်တခါမှ KNU တွေကဒီလိုမျိုးသူတို့တည်င်းနေမထောက်ဘူးနော်။ဘာကြောင့်ဆိုသူတို့ထောက်ထားတဲ့တည်င်းတခုရှိတယ်နော်။ဒီခဏနေအောင်နော်ကျွန်မစလာအောင်မယ်။ သူတို့တွေလည်းတမလေးကိုသူတို့အပီတိုက်ရတော့မယ်နေအပီမတိုက်လို့ရှိရင်သူတို့လည်းကဘာဥပဒေချိုးဖောက်တဲ့ဂွေနဲ့မှသူတို့ပါဝင်တာသူတို့ဖြစ်စရာနည်းနည်းခဲရတော့မယ်ဒါကြောင့်အခုကရင်တွေလည်းလှုပ်ရှားစစ်တာသူတို့လုံနေပြီအောင်မြင်လားမအောင်မြင်ဘူးဆိုတာကျွန်တော်တို့ကြည့်ရမယ်နော်အဲ့ဒီတော့ဘာမှမဖြစ်ဘူးအောင်ကိုအောင်ပါပါကရင်တွေညီညွတ်မယ်ဆိုလို့ရှိရင်အောင်ကိုအောင်ပါနော် ထိုင်းမြန်မာနယ်စပ်နင်းစပ်ပြီးဒေသတွေအရေးပါသည့်စစ်ကောင်စီဤထိတာပြုဟာစခန်းကိုတဲ့မသိပိုင်နိုင်ပါဘူး။နေမြေအတွင်းပြန်လည်အခြေချရန်နော်ပို့ခက်ခဲနိုင်လို့ထိုင်းနိုင်ငံအပေါ်ပုံမိုးမင်းခုနိုင်၍နော်ရအောင်ပိုင်ပန်းရန်ဆုံးဖြတ်ခဲ့ကြပြီတဲ့နော်။နောက်ပြီးတော့ဒီထိထားခေါ်မဲသမီးထစခန်း တဲ့ပပီနော်မပေါ်တော့အကြောင်းနဲ့တမဟာလေးဤစီရဲ့အခြေအနေများအကြောင်းကိုဘုဒ္ဓစောအဲနာကလည်းစင်ပြထားပြီးပြီနော်အဲ့တော့တမဟာလေးမှာစတဲ့တကယ်ကျမပြောလို့ဟိုတခါတော့သူတို့တတ်တဲ့တိခိဆိုတဲ့စခန်းတိခိနေရာမှာစကားစမ်းစင်အခုတိခိတမဟာလေးပဲမှာဆိုလို့စင်သွားကြည့်လိုက်ကာစီနိုတွေကြီးပဲကာစီနိုရုပ်ရှိတဲ့မူကြီးစွားရုပ်ရှိတဲ့ဖားရုပ်တွေရှိတယ်နော်ဒါကြောင့်မလို့ဘဲတိုင်းရင်သားနဲ့စမ်းစုံ အခုဆိုလို့ရှိရင်ကချင်နယ်စနော်ဒီရခိုင်နယ်စရခိုင်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နဲ့နေတဲ့သူကဘင်္ဂလားဒေ့ရှ်နဲ့စကိုအပန်ထိုင်ချုံနိုင်တယ်အပန်လည်းသူသိနေတယ်ဒါကြောင့်ဘင်္ဂလားဒေ့အစိုးရနဲ့သူတို့စီးပွားရေးသူတို့တိုင်းပြည်တိုးတက်ရေးသူတို့လုပ်မယ်ဆိုတာသူတို့ရဲ့သူတို့ရဲ့ဟိုသူတို့ရဲ့လူလောက်ခွင့်မယ်နော်ဒါသူတို့သူတို့နဲ့စတဲ့နဲ့စတဲ့နဲ့စသူတို့ထိုင်တယ်လို့ရလို့ရှိရင်တော့သူတို့နဲ့စအင်နီနာချင်းနဲ့သူတို့ပူပေါင်းမယ်ဆိုတာသူတို့ရဲ့အခွင့်အရေးပဲကိစ္စမရှိဘူးအဓိကသူတို့သွားမဲ့လမ်းစဉ်ကြီးပြည်သူလူထုရဲ့အုတ်ချုပ်ရေးဖြစ်ရမယ်အခုကကြင်မှလည်းဒီလိုဒီလိုပဲနော်